အလုံးမဲ့ဒီနေ့ပြောချင်တဲ့ကိစ္စကတော့မလ28ရက်နေ့နော်မာဒီငလင်ကြီးကျယ်မြန်မာပြည်မှာလှုပ်သွားတယ်ကျွန်တော်ကဘုံယူပေရနဲ့ကြောင်းပြီးတဲ့လူတယောက်ဖြစ်တဲ့အတွက်ငလင်ဘာကြောင့်လှုပ်တယ်ဆိုတာကိုကျွန်တော်သိတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီဆရာကြီးဖြစ်တဲ့ခုဘုံယူပေရကခုဆရာဘောင်မုခဆရာသိန်းတို့ဆရာမြင့်လင်သိန်းတို့သူလည်းပြောခဲ့ကြတယ်ဘမပြည်မှာရှိတဲ့ပြက်ရွေကြောကြီးရှိရပေါ့နော်ဒီစကိုင်းပြက်ရွေဟာစကိုင်းပေါင်းဝင်ချင်မှာကောင်းနေမြောင်နေဖြတ်ပြီးရရှိနေ အဲ့ဒီပြင်ဘကိုးငလျင်ကြီးကလှုပ်သွားတာလေနှစ်ပေါင်း80မကတော့ဘူးနှစ်ပေါင်း100ကျော်လောက်ဖြစ်နေပြီပေါ့နော်အဲ့တော့ဒီဘကိုးငလျင်လိုပဲနောက်ငလျင်တစ်ခု မကြိုင်ကာလအတွင်းမှာဖြစ်လာနိုင်တယ်လို့ဆရာသိရလဲကျွန်တော်တို့ဟိုအတိပေးထားတာရှိတယ်အဲ့တော့ဒီဘုံပြူရာပညာရှင်တွေကငလျင်ဗမာပြည်ကပြည့်ရကျော်ကြီးဒီပုံမှာရှိနေတဲ့အတွက်ငလျင်ဟိုတတိထောက်အမြန်တတိပေးနေတဲ့ဂျားတွေကနေ အခုကျွန်တော်တို့ဘကိုးငယ်လျင် ကဲ့သို့တင်းထန်သောငလျင်ကြီးအခုမလ28နှစ်ဖြစ်လာတာပေါ့နော်အဲ့တော့အဲ့လိုဖြစ်လာတဲ့အတွက်ဒီလူတွေအများကြီးတည်ကြတယ်အဆောက်အဦတွေပြိုကြတယ်အဲ့ဒီချက်နှစ်ခုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအုတ်ချုပ်တဲ့အစိုးရတွေသူတွေကကြိုတင်ပြီးတော့ကာဝယ်ဖို့နော်တကယ်လို့ဘဝသဘောကဘေးအန္တရာယ်ကြရောက်လာလို့ရှိရင်ဟိုမှုန်တိုင်းကြမယ်ဟိုမှာနာကစ်မှုန်တိုင်းလို့ဖြစ်မယ်အဲ့လိုဖြစ်လို့ရှိရင်ငါတို့မှုန်တိုင်းကြရောက်လာရင်ငါတို့ဘလို့ ပြုသူအသက်ကိုဘယ်လိုကာကွယ်မလဲဘယ်လိုပြင်ဆင်ထားမလဲဆိုတဲ့ readiness ပေါ့နော်ဒီအစင်သင်ပြင်ဆင်ထားမှုမရှိဘူးနောက်ပြီးတော့ဒီအခုလို့ငလင်လှုပ်လို့ရှင်လဲငလင်တန်းကိုဖြစ်လာလို့ရှင်ငါတို့ဘယ်လိုလူတွေကိုကယ်ဆယ်ဖို့ငါတို့ဘယ်လိုပြင်ဆင်ထားမလဲဆိုတဲ့အစီအမံတွေမရှိဘူးအဲ့တော့အောက်ချုပ်သူတွေရဲ့ညံ့ဖျင်းမှုကြောင့်တကယ်တမ်းဖြစ်သဘောကဘေးအန္တရာယ်ကြောက်ရွံ့လာတဲ့အခါမှာပြည်သူပြည်သားတွေကအဓိကခံစားရတာအဲ့အဓိကကအောက်ချုပ် သူတွေရဲ့အမျှော်မြင်နေပါမှုကြောင့်လို့ပြောလို့ရတယ်။နောက်တစ်ချက်ကအစာအုပ်တွေအများကြီးပြိုကျတယ်၊လူတွေတေကျတယ်ဆိုတဲ့အပိုင်းမှာကျွန်တော်တို့အုပ်ချုပ်တဲ့အစိုးရတွေပုံမှာသူတို့အနေနဲ့ကျွန်တော် requirements ဒီ construction တွေနဲ့ပတ်သက်လို့စောက်လုပ်ရေးတွေနဲ့ပတ်သက်လို့ requirements တွေရှိတယ်။ဒီဥစ္စာတွေကို engineering နဲ့စီစစ်ရတယ်။ကျွန်တော်တို့ဒီ America တို့ဘာတို့မှာဆိုရင်ကျွန်တော်တို့ အင်အဖီလေး extension လေးစောက်တာတော့ engineer ကနေပြီးတော့ blueprint ဆွဲပေးရပါတယ်အဲ့ engineer ရဲ့လက်မှတ်နဲ့ဆိုမြို့နယ်ကိုတင်ရတယ်အဲ့မြို့နယ်ကစစ်ဆေးပြီးတော့အဲ့ဒီ print အတိုင်းစောက်တယ်မစောက်ဘူးဆိုတာကိုစစ်ဆေးတယ်ပေါ့နော်အင်စောက်ပြီးတဲ့အချိန်မှာလဲဒီမပြီးခင်မှာဒီကျွန်တော်တို့ငားထားတဲ့ engineer ကလာပြီးတော့သူသူသူဆွဲပေးထားတဲ့ပုံစံအတိုင်းစောက်သလားဆိုလာစစ်တယ် စစ်တဲ့အချိန်မှာသူစွဲပေးတဲ့အတိုင်းမဟုတ်ဘဲနဲ့ contractor ပို့ထားတဲ့ဆိုရင်အဲ့တော့ तू ကလက်မှတ်ထိုးမပေးဘဲနဲ့ तू ပြောတဲ့အတိုင်းဖြစ်အောင်မဆောင်ရင်မရဘူးဆိုတာမျိုးအတင်းကျပြောပြီးတော့အဲ့ဒီပုံစံတိုင်းဖြစ်အောင်လှောက်ခိုင်းတယ်ပေါ့နော်အဲ့လိုလှောက်ခိုင်းတဲ့အတွက် तू အိမ်နေရ तू ရဲ့ဆောက်လုပ်တဲ့ requirements တွေအညီနဲ့ဆောက်လုပ်ထားတဲ့အတွက် အိန္ဒိယတောင်တောင်တဘောကဘေးထောင်ခတ်နိုင်တယ်ကျွန်တော်ဘောမကြီးမှာအဲ့ဒီလိုမဟုတ်ဘူးအစိုးရလည်းစီစဉ်မှုမရှိဘူးဟိုဆောက်လို့တဲ့ဆောက်လို့တဲ့ကုမ္ပဏီတွေကလည်းခိုးတယ်ပေါ့နော်ပစ္စည်းခိုးတယ်ပစ္စည်းခိုးတယ်တုံးချိုးတချိုးဘီလက်မြေထရမယ်ဥစားမအောင်ငါးချိုးတချိုးလာလောက်တာမျိုးတွေဘီလက်မြေစာထုံးနေရောတာမျိုးတွေနောက်ဘတန်ဟင်္ဂလန်နေထဲ့တဲ့နေရာမှာတကြက်လုံးထရမယ် နေရာမှာငါးမူလုံးတကြလုံး၁၀ချောင်းထဲမှာငါးမူလုံး၁၀ချောင်းထဲတာမျိုးတွေအဲ့လိုခိုလုတ်တဲ့အတွက်အိမ်နေရာလဲ specification နဲ့မညီတဲ့အတွက်အိမ်နေရာလဲမခိုင်ကမဲနဲ့အခုလိုငလျင်လုတ်တဲ့အခါမှာအများပြားပြိုကျတာဖြစ်တယ်အဓိကလူတွေရဲ့အကျဉ်းစားရိတာပြက်နေတဲ့အတွက်ဆောက်လို့ရေးအလုပ်သမားတွေကလည်းကုမ္ပဏီတွေကလည်းဆောက်လို့ရေးမှာခိုးတယ်အစိုးရဝန်ထမ်းတွေကလည်းလက်ပေးလိုက်ယူနေ engineer တွေလည်းမကြီးကြပ်ဖဲနဲ့ သူတို့လန့်ရန်ရသလိုလွတ်ပေးတာရှိတဲ့အတွက်အခုလိုငလင်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေကအများအပြားထိခိုက်ဒဏ်ရာသေဆုံးကြရတယ်ပစ္စည်းတွေအဆောက်အဦတွေပြိုကျရတယ်ဂျပန်နိုင်ငံလိုနိုင်ငံမျိုးမှာဆိုလို့ရှိရင်တော့ဒီငလင်ကခဏခဏလှုပ်နေတာအဆောက်အဦတွေဆိုတာရိမ့်ထိုးနေဒါပေမဲ့သူတို့မှာအဆောက်အဦပြိုကျတယ်ဆိုတာမရှိဘူးအဆောက်အဦအဟောင်းတွေကိုလည်းသူတို့ကအင်ဂျင်နီယာတွေစစ်စစ်ပြီးတော့နည်းနည်း နှစ်ဘလောက်ဆိုရင်ဟောင်းနေဆိုလို့ရှိရင်အဲ့ဒီအစာအုပ်ရဲ့ foundation မှာ steel beams တွေလာပြီးတော့တက်ပြီးတော့ပိုပြီးတော့ precaution အနေနဲ့ကြိုတင်ကာဝယ်တဲ့အနေနဲ့အစာအုပ်တွေခန့်အောင်ပန်ပိုးပေးတာမျိုးတွေလုပ်တယ်ဗောနော်အဲ့ဒီလိုဟိုသူတို့နိုင်ငံမှာပြည်သူတွေရဲ့အသက်ကိုအဓိကထားပြီးတော့ကာဝယ်တာတွေရှိတယ်အခုဗမာပြည်မှာအခုကျွန်တော်ကြည့်လိုက်လို့ရှိရင်စကိုင်းတရာဟောင်းကြီးဗောနော် ကြီးပြိုကြပါတယ်။နောက်မဟာမြတ်မုဏိဖရာကြီးပြိုတယ်။နောက်ပြီးတော့ဒီဒီဟိုဆောက်ပေါ့ကျွန်တော်နန်းတွင်းပေါ့နန်းတွင်းအာဒီဝင်တဲ့ gate ပေါက်ကြီးတွေအပေါ်ကပြတ်တက်ကြီးတွေပြိုကြတယ်ပေါ့နော်။ဆိုအဲ့ဒါတွေတွေ့ရတယ်။နောက်တစ်ခုကဒီဆေးုံနေမှာပေါ့နော်။ဆေးုံနေမှာဟိုလူနာတွေတအားများတဲ့အတွက်အခုစစ်တပ်ကချပြီးတော့ဟို လူဟိုဒီ mock တွေပါတယ်လူတွေထားတဲ့နေရာတွေပါတယ်မှာတော့ဟိုထားကြံမရှိတဲ့အတွက်အကုန်လုံးပိတ်ထားတယ်လို့လည်းပြောတယ်ဗောနော်အဲ့တော့အခုဒီပြည်တွင်းကနေမန္တလေးကနေပြီးတော့ဒီအခုဗလီပြူကြသွားတယ်အများကြီးတေကြတယ်မွတ်စလင်နေအနေထဲကတယောက်ကကျွန်တော်တို့ဆက်သွယ်လာတယ်ဗောနော်အဆက်သွယ်လာပြီးတော့သူအခြေအနေကိုသူတင်ပြထားတယ်ဆိုတော့ဒီဟာတွေကဟို ဒီလူမျိုးဘာသာမျိုးအကုန်လုံးဟိုဒုက္ခရောက်နေတဲ့အချိန်မှာဘာသာရေးခွဲခြားပြီးတော့ပြိနှိပ်တာတွေနော်ညစ်ပတ်တာတွေဟိုမဖြစ်ဖို့တော့လိုတယ်လို့ကျွန်တော်အနေနဲ့ဒီနေရာနေတိုက်တွန်းနေအဓိကတော့အခုကျွန်တော်တို့မန္တလေးမြို့မှာဆိုလို့ရှိရင် ကျွန်တော်တို့ဒီကျွန်တော်ဒီအဲအစ္စလာမ်မျိုးရဲ့ဝတ်ကျူစတောင်းဖြစ်တဲ့အမြောက်တန်းပလီမှာလူပေါင်း120ကျော်အဲကျွန်တော်ပြားတကယ်အမိတော်ခိုင်ယူပါတယ်အဲ့တော့မိတော်ခိုင်ယူသွားတော့ကျွန်တော်တို့မှာဒီကျွန်တော်တို့ရဲ့ဒီဒလိထုံးလန်းစင်လာအရာမနေ့ကကိုကျွန်တော်တို့ကဒီနေ့လေအချိန်မတန်ခင်မှာကျွန်တော်တို့ဒီဇာဗနာကိစ္စတွေအပြီးစီစဉ်ရမယ်အနေထားရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မန်လေးမြို့မှာရှိတဲ့အစိုးရရင်ခွဲရုံတွေကိုတွားပြီးတော့အကူအညီတောင်းတဲ့အချိန်မှာ အစိုးရစစ်တပ်ကနေပြီးတော့ဒီဒီစစ်ကောင်စီရဲ့စစ်တပ်ကနေပြီးတော့ကျွန်တော်တို့မန်းလေးမြို့ကရေငွဲယုံတွေကိုစစ်တပ်ကဝိုင်းပြီးတော့ပိတ်ပလိုက်ပါတယ်။နောက်တစ်ချက်ကလည်းကျွန်တော်တို့နီးစပ်ဆုံးဆေးရုံတွေကိုကျွန်တော်တို့ကုညီတောင်းဖို့တွားပြန်တော့လဲစစ်တပ်ကပဲပိတ်ထားပါတယ်။အဲ့လိုပဲကျွန်တော်ပြင်ပစီကန်းတွေကိုကျွန်တော်တို့လိုက်ပြီးတော့ကျွန်တော်တို့ ကြည့်ပြန်တော့လေပြပစေကန်းဒီမှာလဲပြူစောတီးတွေကဝိုင်းပြီးတော့ပိတ်ဆို့ထားပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့အခုဒဏ်ရာရတဲ့ပြည်သူတွေကလည်းအများများရှိနေတယ်တည်ဆုံးတဲ့လူတွေကလည်းအများများဖြစ်နေတဲ့ကြားထဲမှာကျွန်တော်တို့ဘလို့လုံးလုံးလုံးရမှာမသိဘူးလက်ရှိညာတွင်ချင်းကျွန်တော်တို့ဘလို့မဟုတ်အော်စီစဉ်မှုတော်တော်လေးကိုခက်ခဲနေတဲ့အနေအထားတည်းရှိပါရဲ့ဆရာကျွန်တော်တို့ဒီအရင်ချုပ်မှုရတော့ဒီလိုပြထိတာတော့ကျွန်တော်တို့အများကြီးထိတယ်အခုမန်းလေးမှာဖုန်ကြီးတွေလည်းတော်တော်များများတန်ရရကြတယ်အဲတည်ဆုံးကြတယ်ဗျာ အဲ့လိုမျိုးပဲတော့ပြည်သူတွေလည်းတည်ဆုံးလို့စစ်တပ်ကလူတွေလည်းအများကြီးတည်ဆုံးတယ်။နန်းလေးလည်းတော်တော်လေးပြိုသွားပြီလို့ကျွန်တော်တို့ကြားတယ်ဗျ။ထောင်ထဲကလူနာတွေကလည်းတော်တော်လေးအခြေအနေဆိုးတယ်လို့ကျွန်တော်တို့ကြားတယ်ဗျ။အဲ့တော့အဓိကတော့တို့ကဘယ်လိုလဲဆိုတော့တစ်ခုဖြစ်ပြီဆိုရင်အဲ့ဆေးရုံဆေးကလည်းအရင်ဝိုင်းတယ်ဆိုတာစစ်တပ်အတိုင်းဝိုင်းမှာတိကြိုက်တယ်အမှုတော်တော်များတဲ့အခါကျရင်တော့အဲ့လိုမျိုးလုံးလေးလောက်တာရှိပါရဲ့ဗျ။အဲ့တော့တို့စစ်တပ်ကလူတွေ တို့လူတွေကတို့ရေးပေါ်ကုသခွင့်ပေးပြီးတန်တန်တီတူနဲ့ကျွန်တော်တို့တွေအတွက်ကတော့အဲစေဝါကုသမှုပါပါအဲ့လိုမျိုးကျွန်တော်တို့ပိတ်ဆို့ပြီးတော့အနိုင်ကျင့်ပုံကြတာတွေကရှိနေပါရဲ့ခင်ဗျာအခုလောလောဆယ်တော့ကျွန်တော်တို့ဘလို့တွေးလို့တွေးရမယ်မသိဘူးဗျကျွန်တော်တို့ဘာသာအလူရတော့တို့နေမကူခင်ကျွန်တော်တို့ဒီပြောမယ်လို့ဇာမနာကိစ္စကိုကျွန်တော်တို့အပီးစီစဉ်ရတာဗျမနေ့ကလေးလေမတိုင်ခင်မှာကျွန်တော်တို့ဇာမနာကိစ္စတွေအပီးစီစဉ်ရမှာဖြစ်တယ်အဲ့ဒါကိုလေဟိုမတိရလဲမဟုတ်ဘူးတိတယ်တိရလို့များလဲကျွန်တော်တို့ဘာသာတိုးလဲအစစ်လာရ ဒီကျွန်တော်တို့လုံခွင့်မရတဲ့ပုံစံမျိုးတွေဖြစ်နေပြန်နောက်တစ်ခါအပြောင်အလဲကျွန်တော်တို့တစ်ချိန်ထဲမှာလောက်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မနေ့ကဇာမနာအတွက်တောင်ကျွန်တော်တို့ရင်လေးစရာတွေကျွန်တော်တို့တိတ်လန့်စရာတွေကြုံတွေ့နေရပါတယ်ခင်ဗျာတဘောကငလျင်တန်းခံနေရတဲ့ချိန်မှာလူမျိုးကြီးပဋိကပက်ခပြောင်းမဖန်နီးဘူးစစ်တပ်အနေနဲ့ကောပြူစောဒီအနေနဲ့ကောမဘာသာအနေနဲ့ကောမဖန်နီးဖို့လိုတယ်ကျွန်တော်တို့လူသားစိတ်ဓာတ်နဲ့လူမျိုးရေးဘာသာမျိုးဒန်းတူ ထားပြီးတော့ကိုညီကြဖို့သူ့လိုကိုလိုမထားပဲနဲ့ဒါလူသားချင်းစာနာထောက်ထားဖို့လိုတယ်လို့ဒီနေ့ကနေတင်ပြလိုက်ပါတယ်ဒီနေ့ကဆိုလို့ရှိရင်တော့ဒီမြန်မာပြည်အထက်ဗမာပြည်မှာကောနော်ဒီကျွန်တော်ဗမာပြည်နဲ့ဆက်ဆက်နေတဲ့ထိုင်းနိုင်ငံဘန်ကောက်အထိဒီငလျင်ကျော်ကရိုက်ခတ်မှုရှိခဲ့တာကိုကျွန်တော်မြန်မာထွန်းတွေ့ရတယ်အဲ့ဒီပြင် တရုတ်နိုင်ငံကကျွန်တော်ကုမင်းတို့ကျွန်တော်ဒီဘက်အချမ်းမှာလဲဒီပြင်းအားတိတာတဲ့ငလျင်လှိုင်းနေရိုက်သွားတယ်လို့လဲတွေ့ရတယ်ဗောနော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့အားလုံးကတယောက်တစ်ယောက်လူသားစိတ်ဓာတ်နဲ့ကုညီရံပင်းပြီးတော့ကုညီကယ်ဆယ်ဖို့ကလွယ်လို့အခြားဒီကိုဂျိုးရှာမျက်ထုတ်မှုတွေမလုပ်ကြဘူးလူတယ်လို့ လဲကျွန်တော်အနေနဲ့တည်တည်ပေးခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်